တကူတော်ရှိုးခေါင်းဆောင်တွေဟာအာနာနဲ့တရင်အချက်လက်ကို ထိမ့်ချုပ်ထားလို့ကြပြီးတီထွင်စမ်းသစ်တဲ့အယူအဆအိုင်ဒီယာတွေလည်းသူတို့တွေကြောင့်ပိတ်ဆို့နေတတ်ပါတယ်ပြဿနာဖြေချင်းရေးမှလည်းသူကိုယ်တိုင်ကပြဿနာ ဖြစ်လာပါတယ်အခုချိန်ထိတော့စစ်ခေါင်းဆောင်ဟာစနစ်လဲသူအစိုးရလဲသူ institution လဲသူတကူတော်ထင်တိုင်းကျင်းနေပြီးနိုင်ငံရေးစီးပွားရေးစစ်ရေးနဲ့လုပ်ငန်းတာဝန်အားလုံးမှာနောက်ဆုံးဆုံးဖြတ်ချက်ချနိုင်သူကသူပဲဖြစ်ပါတယ် ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာတမ်းတစ်ခုကတော့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာကဩဂုတ်လထဲမှာထုတ်တဲ့ Neurology 5ထဲမှာစစ်ကောင်းဆောင်တဲ့တကူတော်ရှိုးဆိုတဲ့စာတမ်းတစ်ခုပဲဖြစ်ပါတယ်စစ်ကောင်းဆောင်တဲ့တကူတော်ရှိုးကောင်းဆောင်လက်ညှိုးထိုးနိုင်ငံရေးလုပ်နေသောစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကံကြမ္မာသည် ကြာဆုံးပြီးဘတ်တို့ရှေလန်းပို့စိတ်လာသည်စစ်အာဏာသိမ်းပြီး၃နှစ်ကျော်အကြာမှာ မြမတံမတော်နဲ့စစ်အာဏာသိမ်းခေါင်းဆောင်တွေအဖို့ကြီးလေးတဲ့ပြဿနာတွေကိုတိုးလို့ရင်ဆိုင်နေရပါပြီစစ်ရေးအရာစစ်တိုင်း14ခုရှိတဲ့အထက်လာရှိုးကအရှိမြောက်တိုင်းစစ်တနာချုပ်ရာမာခါကြချုံသွားပြီးကြံတဲ့စစ်တိုင်းတွေတဲကကိုကုဟာတိုက်ရိုက်စစ်မျက်နှာစာဖွင့်ရင်ဆိုင်နေရပါတယ်နေပြည်တော်တိုင်းရန်ကုန်တိုင်းအနောက်တောင်တိုင်းနဲ့တရိကန်ဒေသတိုင်း၄ခုဟာလည်းကြံစစ်တိုင်းတွေအတွက်တက်နှုတ်စစ်ကူလှုပ်ပေးနေရပါတယ်နေမြေတပ်ဖွဲ့လက်နက်ခဲယမ်းအများအပြားဆုံးရှုံးနေရပြီး လက်လွတ်လိုက်ရတဲ့မြို့84မြို့ရှိနေုံနဲ့မကမြေပြန့်ဒေသကမြို့ကြီးတွေပါချင်းချောက်ခံနေရပါတယ်။ကြံကန္တအသီးသီးဖြစ်တဲ့လူမှုစီးပွားပြဿနာတွေမှာလည်းမရှိနိုင်မကင်နိုင်အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ထက်စင်ဆိုးွားတဲ့ရေဘေးနဲ့အတူရာသီဥတုဖောက်ပြန်မှုတွေကလည်းမြန်မာပြည်သူတွေအပေါ်အကြီးအကျယ်ချင်းချောက်နေပါတယ်။မြန်မာစစ်အာဏာရှင်တွေအခုရင်ဆိုင်နေရတဲ့ပြဿနာဟာပြည်ပဆော့ဖတ်မှုနဲ့ပြည်ပဖိအားတွေကြောင့်မဟုတ်ပါဘူး။အာဏာသိမ်းအကျိုးဆက်အဖြစ် လူမှုကိုယ်တိုင်နဲ့စစ်အာဏာရှင်စန့်ကျင်သူတွေရဲ့ ဒေါ်လာမှုကိုရင်ဆိုင်နေရတာပါတစ်ဖက်မှာလည်းပြည်တွင်းမှာရှိတဲ့မြန်မာပြည်သူတွေဟာစစ်အာဏာရှင်စနစ်အောက်ဖိနှိပ်ခံရမှုနဲ့တဘာဝကပ်ဘေးတွေအပြင်လူလုံးကပ်ဘေးတနည်းဆိုရရင်စေကောင်းဆောင်ရဲ့မူဝါဒစီမံခန့်ခွဲမှုအလွဲတွေကြောင့်ဖြစ်လာတဲ့အကြက်တဲတွေကိုတိုးလို့ရင်ဆိုင်နေရပါတယ်ဒါပေမဲ့သုံးနှစ်ကျော်ကာလအတွင်းဖြစ်လာတဲ့ဘတ်စုံကြချုံမှုတွေအတွက်ဘဲအာဏာသိမ်းစေကောင်းဆောင်ကမှတာဝန်ယူတာဝန်ခံတာမျိုးလုံးဝမတွေ့ရပါဘူးဒီနေရာမှာစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်းလိုက်နဲ့ပဲစတင်ရပါလိမ့်မယ် ူကတကူတော့ရှိုးပွဲလှုပ်ရှင်သူပါအရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြာရှုံးခဲ့ပြီး2024ခုနှစ်ဩဂုတ်5ရက်မှာစစ်ကောင်းဆောင်ဟာနိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာအရှိန်အတွေအတွက်မိန့်ခွန်းပြောပါတယ်။နိုင်ဝဲနှိပါကြမြင့်တဲ့မိန့်ခွန်းတစ်ခုလုံးမှာသူနဲ့စစ်ကောင်စီရဲ့ကြာရှုံးမှုတွေတိုင်းပြည်နစ်နာခဲ့ရမှုတွေအတွက်တာဝန်ခံပြောဆိုတာတစ်ခုမှမရှိပဲတိုင်းပြည်အတွင်းကအင်အားစုအားလုံးလူလူကိုအပြစ်တင်တာနဲ့နိုင်ငံခြားတိုင်းပြည်တွေကိုအပြစ်ဖို့တာတွေကြီးပါပဲခေတ်သစ်မြန်မာသမိုင်းမှာစစ်အာဏာရှင်တွေရဲ့မူလဗုဒ္ဓခေါင်းဆောင်ကြီးလို့ဆိုရမယ့်ဦးနေဝင်းတော် 1988ခုနှစ်မှာအာနာထိုင်ကုံကစင်းဘိုဆုံးဖြတ်တဲ့အခါတာဝန်ယူမှုတစုံတရာပြောဆိုခဲ့တာရှိပါတယ်1988ခုနှစ်ဇူလိုင်23ရက်မှာလှုပ်ခဲ့တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆာလာအရေးပေါ်ညီလာခံမှာဦးနေဝင်းကကျွန်တော်ဟာမတ်လဇွန်လများအတွင်းကစိတ်မချမ်းမြေ့စရာအဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်တွေအတွက်သွေးဝိုက်သောနှီးအဖြစ်တာဝန်မကင်းသူဟုယူဆတာကတကြောင်ဆိုပြီးပုံကိုရဲ့အရာတာဝန်ယူတာဝန်ခံခဲ့တယ်လို့သူ့အစိုးရနဲ့သူ့ပါတီအပေါ် လူတွေကအယုံကြည်ကင်းမဲ့နေတာကိုလည်းထုတ်ပေါ်ပြောခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ခေတ်သစ်မြန်မာသမိုင်းစစ်အာဏာရှင်ကြီးတွေအဆက်ဆက်ရဲ့သမိုင်းမှာတော့တာဝန်ယူမှုနဲ့ပတ်သက်ရင်လက်ရှိစစ်ကောင်းဆောင်ဟာမျက်နှာပြောင်အတိုက်ဆုံးဖြစ်ပါတယ်။ခေါင်းဆောင်လက်ညှိုးထိုးနိုင်ငံရေးကိုစတင်လောက်အောင်တုံးနေသူဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။အာဏာရှင်တွေဟာတာဝန်မခံဘဲအပြစ်ဖို့တဲ့နီးနာကိုပဲသုံးလေးရှိတာကိုသူ့တွေတီတွေကထောက်ပြပြီးသားဖြစ်ပါတယ်။ဒီလိုတစ်ဖက်ကိုအပြစ်ဖို့ရှုံချလိုက်ခြင်းအဖြစ်လူမှုအာယုံလွဲအောင် သူ့ကိုထောက်ခံသူတွေစိတ်အားတက်လာအောင်ကိုယ့်ရဲ့ဆံမှုကိုတောင်းရင်မဲမှု ကိုယ့်အပြစ်ကိုသူ့ရဲ့ဆံမှုသူ့တောင်းရင်မဲမှုသူ့အပြစ်လို့ပြီးကိုပြောကိုယုံလုံနေတတ်ကြတာပါတချို့အာနာရှင်တွေကြတော့လဲတတ်တက်ကိုအတ္တကြီးအမြင့်ကြီးမြောင်တကူကောင်းစံစိမ့်နဲ့သူများမကောင်းငါသာကောင်းလို့ပြီးအပြစ်ဖို့နိုင်ငံရေးလှုပ်တက်တာလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုကောင်းချောင်လက်ညှိုးထိုးနိုင်ငံရေးကိုအချက်မဲ့လုံနေစေကမူလူမှုထောက်ခံမှုလုံးဝမရှိတော့တဲ့အခါ ဓမ္မမဟုတ်စီးပွားရေးပြိုကျလာတဲ့အခါဓမ္မမဟုတ်လုံခြုံရေးတပ်ဖွဲ့တွေကိုထိန်းချုပ်နိုင်စွမ်းရှိနေလာပြီးလက်နက်ချဗတ်ပြောင်းစိတ်တကြစင်းမှုတွေများလာပိုဆိုးလာရင်တက်တွင်းအကွဲအပြည့်နဲ့တံပြန်အာဏာသိမ်းမှုတွေဖြစ်လာတဲ့အခါဓမ္မမဟုတ်လူမှုအုံကြွားမှုနဲ့လက်နက်ကင်တော်လှန်ရေးတွေအရှိန်ရလာတဲ့အခါဓမ္မမဟုတ်နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့အဖဲအချင်းခံနိုင်ငံဖြစ်လာတဲ့အခါဒီပေါ်ပြချက်ပါအခြေအနေတွေတဲကတစ်ခုထက်ပိုကြုံတွေ့လာရတဲ့အခါအာဏာရှင်တွေဟာကြာဆုံးရပါတယ် ရိုမေးနီးယားအာနာရှင်ချောင်ချက်စကူးကနေအီဂျစ်အာနာရှင်ဟူစနီဘူဘာရက်အလဲနောက်ဆုံးဘင်္ဂလားဒေ့ရှ်ကရှိတ်ဟာစီနာအဆုံးဒီလိုကြဆုံးငန်းတွေကြုံရတာတွေ့ရပါတယ်အခုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ခေါင်းဆောင်လက်ညှိုးထိုးနိုင်ငံရေးဟာလဲဒီကံကြမ္မာစိုက်ဖို့ခြေလန်းပိုစိတ်လာတာသတိပြုမိနိုင်ပါတယ်အနီးခေတ်မြန်မာသမိုင်းမှာဒီမိုကရေစီအစပြုပြီးပြုပြင်ပြောင်းလဲရေးကာလတစ်ခုကိုဖျက်ဆီးခဲ့ရပြီမြန်မာစစ်တပ်ဟာနိုင်ငံရေးခေါင်းဆောင်မှုကနေလုံးဝဆုတ်ခွာသွားတာမျိုးမရှိသလို အရက်ဖတ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်းတင့်မြက်ပြေးလဲအောင်အားထုတ်နိုင်ခြင်းမရှိခဲ့ပါဘူးစစ်အာဏာသိမ်းမှုတကြော့ပြန်2021ခုနှစ်နောက်ပိုင်းမှာတော့စစ်တပ်ရဲ့ခေါင်းဆောင်မှုကရှေ့ပြန်ရောက်လာပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအာဏာပလင်ပေါ်တက်ထိုင်ခဲ့ပါတယ်ဒါပေမဲ့၃နှစ်ကျော်ကြာလာချိန်မှာသူဦးဆောင်ထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာနိုင်ငံရေးပါတီတစ်ခုကအာဏာကိုချုပ်ကင်ထားတဲ့ပါတီဦးဆောင်နေတဲ့အုပ်စိုးမှုစနစ်မျိုးမဟုတ်တယ်လို့ စစ်တပ်အရာရှိတွေစုပေါင်းဥဆောင်နေတဲ့အုပ်စိုးမှုစနစ်မျိုးလဲဟုတ်မနေပါဘူးလူတအူးတွေကထင်ရှားကျဲနေတဲ့အုပ်စိုးမှုစနစ်မျိုးဖြစ်နေပါတယ်တကူတော်ချိုးအုပ်စိုးမှုစနစ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမရောက်လာဟာပူးပေါင်းဆောင်ရွက်တဲ့ခေါင်းဆောင်မျိုးလုံးဝမဟုတ်ပါဘူးအာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကိုစုပေါင်းခေါင်းဆောင်မှုသဘောမျိုးဟန်ပြတဒံအရာအထောက်ခဲ့ပါသေးတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှစေကောင်းဆောင်ရဲ့တကူတော်ထင်တိုင်းကျဲမှုတွေကပုံပြီးပေါ်လင်းလာပါတယ် ကောင်စီတွင်းမှာစစ်ဘက်တဝက်အရက်ဘက်တဝက်ဆိုတာတွေဟာလည်းပြရုပ်သက်သာဖြစ်လာပါတယ်။တစ်ဖက်မှာလည်း၃နှစ်ကျော်ကာလအတွင်းအုပ်ချုပ်ရေးထိပ်ပိုင်းကိုလူပြောင်းခန့်အပ်ဖြုတ်ပယ်စသဖြင့်အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။အခုဆိုရင်စစ်ကောင်စီဝင်နဲ့အုပ်ချုပ်ရေးရန်ရာမှာပါဝင်သူထိတ်တန့်အရာရှိတွေကိုကောင်စီဝင်ဝင်ကြီးဒုတိယဝင်ကြီးနဲ့ပြည်내တိုင်းဝင်ကြီးချုပ်များအပါအဝင်အပြောင်းလဲလုပ်ခဲ့တာ155ဦးရှိခဲ့ပါပြီ။မြန်မာဆိုယိုမေခါယောက်ျားကာနာတိပင်ဆိုသလို မတိမြဲပုံများကအရင်ရှိခဲ့တဲ့အစိုးရနှစ်ဆက်ထက်တောင် ပိုများပြီးဆန့်ကျင်တင်ပါတယ်စိတ်ကောင်းဆောင်ရဲ့ကြိုးတင်မခံမန်းနိုင်တဲ့အစိုးမရနိုင်တဲ့စိတ်ဆေရအခြေအနေကိုမြင်ရတာလည်းဖြစ်ပါတယ်ဒါရီယာတကူတော်ရှိုးအုပ်ဆုံးမှုစနစ်အကြောင်းလေးလာသုံးသက်တဲ့စာပေတွေမှာပါတဲ့ကြံရင်လက္ခဏာတစ်ခုအဖြစ်စိတ်ကောင်းဆောင်နဲ့ပတ်သက်တဲ့အတွင်းအုပ်စုဆက်ဝင်းဟာကျင်းသွားတာခံမရခက်လာတာကိုဖော်ပြနေတာပါပဲတကူတော်ရှိုးအုပ်ဆုံးမှုစနစ်နဲ့အုပ်ချုပ်လေးရှိတဲ့ခေါင်းဆောင်တွေဟာအဖွဲ့အစည်းစနစ် institution တွေကို အားကိုးအားထားပြုလို့မရှိကြပါဘူးတစ္ဆာခံသူတွေကိုပဲအာနာရဲ့အရေးပါတဲ့နေရာတွေမှာနေရာချထားလို့ရှိပါတယ်သူတို့ရဲ့ဆရာမွေးတပည့်မွေးစနစ်နီးစရာတပည့်လက်သားတွေကိုအုပ်ချုပ်ရေးစနစ်အတွင်းမှာပို့လို့အားကိုးတတ်ကြပါတယ်ဒီလိုတကူတော်ရှိုးခေါင်းဆောင်မျိုးတွေအုပ်ချုပ်တဲ့အခါသူတို့ရဲ့မူဝါဒရှာမှတ်မှုတွေကိုလည်းကြိုတင်ခံမှန်းရှင်းပြရတာခက်ခဲတတ်ပါတယ်အကြောင်းကတော့နိုင်ငံရေးအရာလဲတကူတော်ထင်ရှားဆိုင်နေတာကြောင့်ပါဒါကြောင့် တဦးချင်းအရာထူချောင်မှုတွေကိုပဲကြည့်ရပြီးအချက်အလက်အထောက်ထားတွေအရာအုပ်ဆိုးမှုစနစ်အမျိုးအစားနဲ့လာရတွေကိုခံမှန်းသုံးသပ်ရတာခက်ခဲတတ်ပါတယ်ဒီနေရာမှာစိတ်ကောင်းဆောင်ဟာဘသူတွေနဲ့တိုင်ပင် ဆုံးဖြတ်ချက်ရှာနေတယ်ဆိုတာလေ့လာကြည့်ဖို့လိုအပ်လာပါတယ်2021ခုနှစ်ဆေးရနာသိမ်းပြီးမကြာခင်ဖေဖော်ဝါရီ18ရက်မှာဒုတိယဗိုလ်ချုပ်ကြီးဟောင်းတန်းထွန်းဦး DSA 24ကိုဦးဆောင်စေပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဤအကြံပေးအဖွဲ့ဆိုတာဖွဲ့ခဲ့ပါတယ်အရက်ဖတ်9ဦးပါဝင်ခဲ့ပါတယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတန်းထွန်းဦးကနေပြည်တော်အရှေ့ပြုအမတ်လျှောက်စစ်စင်ရေးအထူးအဖွဲ့မှူးဟောင်းဖြစ်ပြီးနောက်ပိုင်းမှာအရန်အင်အားစရင်တဲ့ထဲ့သွင်းခံရသူပါအလားတူအရန်အင်အားထဲကဒုတိယဗိုလ်ချုပ်ကြီးလူအေး DSA 26စစ်ရဒုကန်းချုပ်ဟောင်းလဲပါပါတယ်ဒီအဖွဲ့တဲကဗိုလ်မှူးကြီးဟောင်းထိန်လင်းဟာနောက်ပိုင်းမှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံခဲ့ရပါတယ်အဖွဲ့တဲပေါသူတွေဟာစာဖတ်ပြီးအကြံပြုစာတွေရေးရတာပါပဲ။ သူတို့အပေါ်မှာရှိတဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတန်းထွန်းဦးကစီစစ်ပြီးသူကမတင်ပြရဲရင်အကြံပြုစာတွေဟာဘဲမှမရောက်တော့ဘူးလို့ ISP မြန်မာရဲ့သူတေသနာပြုလေးလာချက်တွေအရာသိရပါတယ်။စစ်ကောင်းဆောင်မှအကြံပေးတယ်များပါတယ်။2023ခုနှစ်ဖေဖော်ဝါရီတရက်မှာနိုင်ငံတော်စီမံအောက်ချုပ်ရေးကောင်စီဗဟုအကြံပေးအဖွဲ့ဆိုတာကိုလည်းရခိုင်တပ်မတော်ရဲ့အရာရှိဟောင်းဦးစောထွန်းအောင်မြင့်ကိုဦးဆောင်ဖွဲ့စည်းစေခဲ့ပါတယ်။ 2023ခုနှစ် February 1ရက်စစ်ကောင်စီအပြောင်းလဲလှုပ်ချိန်မှာထုတ်ပယ်ခံလိုက်ရတဲ့စစ်ကောင်စီဝင်တွေကိုအဲ့ဒီအဖွဲ့မှနေရဖန်တီးပေးလိုက်ပါတယ်စစ်ကောင်စီဝင်တွေဟာလည်းစစ်ကောင်စီရဲ့စိတ်ဆေးရအလိုမကျမှုကြောင့်ဖြုတ်ပယ်ခံရတာပါနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသေးကိစ္စမှာစစ်ကောင်စီနဲ့သူတို့တွေသဘောထားကွဲခဲ့ပါတယ်ကောင်စီဝင်အဖြစ်ကဖြုတ်ပယ်လိုက်သူတွေကိုစစ်ကောင်စီဗဟိုအကြံပေးအဖွဲ့စီပို့ခဲ့ပေမဲ့ကာလအတန်ကြာတဲ့အထိသူတို့ထိုင်ရမယ့်ရုံးကနာတောင်တိတိကျကျလုပ်ပေးခဲ့တာမရှိပါဘူး ဒီလူတွေမဆန့်ကျင်နိုင်အောင်တနေ့ရရမှကြောင်းထိုးထားခဲ့ပုံရပါတယ်။ဒါတွေအပြင်စစ်တပ်ဘက်မှလည်းကမ္ဘာ့ကာကွယ်ရေးဦးစီးချုပ်ရဲ့အကြံပေးအဖွဲ့ဆိုတာရှိပါသေးတယ်။လက်ရှိပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တယ်လို့ဆိုပါတယ်။နောက်ထပ်အရေးပါသူအကြံပေးကတော့ဒုတိယဗိုလ်ချုပ်ကြီးညိုစော် DSA 23ဖြစ်ပြီးနိုင်ငံတော်စီမံအောက်ချုပ်ရေးကောင်စီဥက္ကဋ္ဌဤအကြံပေးပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ်2023ခုနှစ်ဇူလိုင်5ရက်မှာခန့်အပ်ပါတယ်။ သူဟာအရင်တုန်းကစစ်တောက်ကျုံနဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌဖြစ်ခဲ့သူပါဒုတိယဘုချုပ်ကြီးညိုစောဟာငွေကြေးဗန္နာရေးအရအာကိုရသူစစ်ကောင်းဆောင်နဲ့ပုံနှီးဆက်သူဖြစ်ပါတယ်ပြည်တော်စုဝင်ကြီးအဆင့်ကိုတိုးမြင့်ပေးခဲ့သလိုစစ်ကောင်းစီအဖွဲ့ဝင်အဖြစ်ပါနေရာပေးခဲ့ပါတယ်တည်င်းဖော်ပြချက်တွေအရာလဲနိုင်ငံတော်အခင်းအကျင်းအင်္ဂါစင်မှာပို့လို့နေရာပေးခံရပါတယ်တိတ်မကြသေးခင်ကလည်းတက်မတော်ရေးဦးစီးချုပ်ဟောင်းဘုချုပ်ကြီးမိုးအောင် DSA 28ကိုအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်ခဲ့ပါတယ် သူကတော့အရင်စေအစိုးရလက်ထက်မှာဩဇာထွားခဲ့တဲ့ဦးအောင်တောင်းရဲ့သားဖြစ်ပါတယ်။စစ်ကောင်စီဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှေ့ဆက်ဖို့ဆိုပြီးအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကိုဖွဲ့ခဲ့ပါသေးတယ်။ငြိမ်းချမ်းရေးပြည်ထနာနဲ့ပတ်သက်လာရင်စစ်ကောင်စီရဲ့အကြံပေးအဖွဲ့အကောင့်တဲ့ပေါ်တဲ့အဖွဲ့လို့ယူဆနိုင်ပါတယ်။ NSPNC ဘ ਹੁ ကော်မတီရဲ့ဥက္ကဋ္ဌနေရာမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် DSC 19ပဲထိုင်ထားပြီး လုပ်ငန်းကော်မတီမှာတော့ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်း DSA 22ကိုနေရာပေးထားပါတယ်။ကနအူးမှာဗဟိုကော်မတီအတွင်းရင်းမှုအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းထွေး DSA 25နဲ့လုပ်ငန်းကော်မတီအတွင်းရင်းမှုအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ODS 66တို့ကိုလည်းတာဝန်ပေးထားပါတယ်။2023ခုနှစ်စက်တင်ဘာလမှာ NSPNC ကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် DSA 22ကဥက္ကဋ္ဌဖြစ်လာပါတယ်။2024ခုနှစ်မှာဥက္ကဋ္ဌနေရာအတွက်နေဆက်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင် ဒီအစီ25နဲ့အစားထုတ်ခဲ့ပါတယ်။အဖွဲတဲကဒုတိယပုံချုပ်ကြီးဝင်းဘိုချိန်ဒီအစီ25ကိုတော့အနားပေးခဲ့ပါတယ်။တကယ်တော့စစ်ကောင်းဆောင်ဟာ NSPNC ကိုအရေးပါတဲ့ institution တစ်ခုသဖွယ်အသုံးချနေတာမဟုတ်ပါဘူး။2022ခုနှစ်ဧပြီလတုန်းကလည်းတိုင်းသာလနဲ့ကိုင်းအဖွဲ့တွေကိုသူနဲ့တူးချင်းတွေ့မယ်ငင်းချမ်းရေးစကားပြောမယ်ဆိုပြီးတကူတော့အစွမ်းပြဖို့လုပ်ခဲ့ပြီးမှမအောင်မြင်ပါဘူးနောက်ပိုင်း30နှစ်ကုန်ဆစ်စင်ရေးအလွန်တရုတ်နိုင်ငံရဲ့ကုညီပံပုံးမှုနဲ့ဟိုက်ကင်းငင်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာတဲ့အခါ NSPNC ကိုတာဝန်မပေးခဲ့ပြန်ပါဘူးပိုဆိုးတာကစိတ်ကောင်းဆောင်ဟာသူ့ရဲ့ကိုရင်းအရာရှိဗိုလ်ချုပ်မိုးမြင့်ဆွေ OTC 23ကို Hygin Swinney ပွဲစီဆေးလုတ်ခဲ့ပါတယ်တရားဝင်ခန့်အပ်တာမျိုးမရှိပေမဲ့စစ်ရေးအကြံပြုချက်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာကိစ္စတွေမှာစိတ်ကောင်းဆောင်ဟာဗိုလ်ချုပ်မိုးမြင့်ဆွေကို institution သဘောအရမဟုတ်ပဲပုံကိုအခြေပြုစဉ်းစားချက်ဆန်းဆန်းအသုံးပြုနေတယ်လို့ ISP မြန်မာရဲ့သုတေသနလေ့လာချက်တွေမှာတွေ့ရပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနနဲ့တွဲဖက်ထားတဲ့ မြန်မာနိုင်ငံမဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS လိုမျိုးအကြံပေးအဖွဲ့တွေလည်းရှိပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ဟာ proxy သဘောပါဇက်အငှားနဲ့အလုကြဆောင်ရွက်ပေးသူအဖြစ်ပဲတုံးကျင်တာပါ။တီးကြလွတ်လပ်တဲ့အကြံဉာဏ်တွေလိုချင်တာတော့မဟုတ်ပါဘူး။အကြံပေးအဖွဲ့တွေအကြံပေးတွေဘလောက်ထားထားတကယ်ဆုံးဖြတ်ရသူကစစ်ကောင်းဆောင်ပုံကျုံမှုကြီးမဲအောင်လိုက်ပဲဖြစ်ပါတယ်။ဒါအပြင်ဂျူနီယာတွေကိုအကြံပေးအဖြစ်တာဝန်ပေးခြင်းဟာတပ်မတော်ရဲ့ institution delay အရအလုံးမဖြစ်ပါဘူး။ အခုချိန်ထိတော့စစ်ကောင်းဆောင်ဟာစနစ်လဲသူအစိုးရလဲသူ institution လဲသူတကူတော်ထင်တိုင်းကျဲနေပြီးနိုင်ငံရေးစီးပွားရေးစစ်ရေးနဲ့လုပ်ငန်းတာဝန်အားလုံးမှာနောက်ဆုံးဆုံးဖြတ်ချက်ချနေသူကသူပဲဖြစ်ပါတယ်အခုဆိုရင်စစ်ကောင်းဆောင်ရဲ့ညွန်ကြားမှုအောက်မှာရှိနေတဲ့လုံခြုံရေးကဏ္ဍဟာလည်းတမိုင်းတစ်ချောက်မကြုံစဘူးချုံနှိမ်မှုတွေကိုရင်ဆိုင်နေရပါပြီစစ်တိုင်းတစ်ခုလုံးကြာဆုံးသွားတာနဲ့တင်မရက်ပဲကြံတဲ့စစ်တိုင်း73ခုလုံးကလည်းကာလကြာလာတာနဲ့အမျှစစ်ပန်းပြီးအသိမခံရရင်တော့ ဝိုင်းဘက်ပိတ်ဆို့ခံနေရမယ့်အခြေအနေပဲဥတည်နေပါတယ်ဒီအချိန်မျိုးမှာကျမရင်မကောင်းတဲ့ဦးမြင့်ဆွေရဲ့ယာယီသမရနေရာကိုစေကောင်းဆောင်ကဝင်ယူခဲ့ပြီးစစ်ကောင်စီကိုနောက်ထပ်လျှောက်လာတတန်းတိုးခဲ့ပါတယ်တခြားတစ်ဖက်မှာလည်းသူ့လူယုံဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုအဂတိလိုက်စားမှုနဲ့အရေးယူပြီးတဲ့နောက်မှာတမတော်အတွင်ဆက်ဆံရေးပြဿနာပါအကြီးအကျယ်ဖြစ်နေပါတယ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း DSA 35စေဦးစီးအရာရှိချုပ်ကြီးကိုစက္ကန့်တို့အဖြစ်ယာထားတယ်ပြောကြပေမဲ့ဝါအရာရောအရေးရှိအရာပါလိုအပ်ချက်တွေချီကြောင်း ထောက်ပြကြပါတယ်၂024ခုနှစ်ဇူလိုင်လထဲမှာတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် DSA 30ကတက်တန်း6လမပြည့်ခင်မှာနှုတ်ထွက်စာတင်ခဲ့တာကြောင့်ရေချုပ်အသစ်ခန့်အပ်ခဲ့ရပါတယ်ရခိုင်စစ်မြေပြင်နဲ့ပတ်သက်ပြီးစီကောင်းဆောင်ရဲ့အကြံပေးညွှန်ကြားမှုကိုဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကလက်မခံတာကြောင့်နှုတ်ထွက်တာဖြစ်ပြီးသူ့ကိုဖမ်းဆီးထားတယ်လို့မီဒီယာတွေမှာရေးပါတယ်စစ်စင်ရေးတွေအတွင်ကြာဆုံးဖမ်းဆီးခံရမှုတွေအပြင်စစ်မြေပြင်မှာမချုမလအရှုံးဖြစ်ခဲ့တာကြောင့်စစ်ဘက်ဆိုင်ရာအစ်မြင့်အရာရှိကြီးတွေကိုတေးတံပေးတာ ထောင်ချတာတွေကြောင့်လည်းမြန်မာစစ်တပ်အတွင်အင်အားပြုံးတိမှုကိုအကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။2024ခုနှစ်ဩဂုတ်10ရက်မှာဖြစ်ခဲ့တဲ့ BBC မြန်မာပိုင်းသတင်းဌာနရဲ့စောင်းပါးမှာတော့အာဏာသိမ်းပြီးနောက်ပိုင်း၃နှစ်ကျော်ကာလအတွင်းစစ်တပ်ထိတ်တန့်အရာရှိကြီး90ကျော်ဖယ်ရှားခံခဲ့ရတယ်လို့ရေးထားပါတယ်။အဲ့ဒီထဲမှာဗိုလ်ချုပ်ကြီးအဆင့်ကဆလို့ဗိုလ်မှူးချုပ်အဆင့်ထိပါပြီးတက်ရသူကလည်းအရင်အားကိုအပုတ်ခံရတာတက်ရသူဖယ်ရှားခံရတာအနာဘေးခံရတာတွေနဲ့အရေးယူခံရသူတွေပဲတီးတံပါဝင်တယ်လို့ BBC မြန်မာပိုင်းကဆိုပါတယ် မြန်မာစစ်တပ်အတွင်အင်အားရုတ်ရော့ကျဆင်းလာတာတိုက်ခိုက်မှုစွန့်ရီကျဆင်းလာတာတွေအပြင်နောက်ထပ်အရေးကြီးတာကစစ်ကောင်းဆောင်ရဲ့စစ်ရေးအမိန်ပေးညွှန်ကြားချက်တွေဟာအရင်စစ်ကောင်းဆောင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်စစ်တပ်အတွင်အစဉ်အဆက်ရှာမှတ်ထားတဲ့လုံထုံးလုံးနည်းတွေအတိုင်းမဖြစ်တာကိုလည်း ISP မြန်မာရဲ့သုတေသနပြုလေ့လာချက်တွေအရာသိရပါတယ်အထူးသဖြင့်ရှီတိုက်ခံခွာလို့အတုံးမှတ်လိရှိကြတဲ့စစ်ကဏ္ဍကြီးလေးရက်အတိုင်းကျင့်သုံးလှုပ်ဆောင်ကြတဲ့အခါရှီထားပြီးသားဖြစ်တဲ့လုံထုံးလုံးနည်းတွေ ဥပဒေသားတွေအတိုင်းအပြည့်အဝအသုံးပြုတာမရှိဘဲအားနည်းတာကိုလေ့လာတွေ့ရှိရပါတယ်။ဥပမာ30နှစ်ကုန်စစ်စင်ရေးအတွင်ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေကိုကြည့်တဲ့အခါစစ်နည်းဗျူဟာအရမွန်ဂိုကြချိန်မှာနတ်ဘက်ကကိုစုပ်ပြီးခုခံမှုမရှိတာကြောင့်ကုတ်ခိုင်ပါလက်လွတ်ရတယ်။လောက်ကင်ကြချိန်မှာနတ်ဆလတ်ကိုစုပ်ပြီးခုခံမှုမရှိတဲ့အတွက်တိန်ဒီလဲဆုံးရှုံးသွားတယ်။ပလောက်ဝကြသွားတဲ့အတွက်ရခိုင်မှာလဲကြောက်တော့ဟာအလိုလျောက်ကြချုံသွားတယ်။စသဖြင့်လေးလာတာမျိုးဖြစ်ပါတယ်။အခု30နှစ်ကုန်စစ်စင်ရေးဒုတိယပိုင်းမှာ ကြာချုံးသွားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အရှိနေကိုကြည့်ရင်လဲမလွဲမသွေတိုက်ခိုက်ခံရမယ်ဆိုတာကြိုသိနေပါလေရဲ့ခုခံစစ်အတွက်အဆင့်ဆင့်အသေးအချာပြင်ဆင်ထားတာမျိုးမတွေ့ရတဲ့အပြင်တိုက်ပွဲကာလအတွင်းမှာလည်းအရေးကြီးဆုံးဖြစ်တဲ့ဆက်သွယ်ရေးလိုင်းပါဖျက်တောက်တဲ့အထိဖြစ်ခဲ့ပါတယ်ဒါရီဟာမြန်မာစစ်တပ်အတွင်းအထက်အောက်အမိန်ပေးညွှန်ကြားမှုစနစ်တွေကတောင်းကနေဖြစ်နေပြီးအဆင်အဆက်လောက်ထုံးလုံနည်းတွေအတိုင်းအပြည့်မလုံနိုင်တော့တာပေါ်လင်းစေပါတယ်ဒါကြောင့်မို့နေပဲအသီးသီးမှာ စိတ်ကောင်းဆောင်အနေနဲ့တကူတော်ရှိုးထင်အားဆိုင်လုပ်နေပေမဲ့မအောင်မြင်တဲ့အခါမှာတော့တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲအပြစ်ဖို့ခေါင်းဆောင်လက်ညှိုးထိုးနိုင်ငံရေးလုပ်နေတာဟာတမိုင်းဝင်ပါပဲလို့ပြောခဲ့တာပါမဟာကြချုံးမှုများတကူတော်ရှိုးခေါင်းဆောင်တွေဟာအာဏာနဲ့တရင်အချက်လက်ကိုထိန်းချုပ်ထားလို့ကြပြီးတီထွင်စမ်းသစ်တဲ့အယူအဆအိုင်ဒီယာတွေလည်းသူတို့တွေကြောင့်ပိတ်ဆို့နေတတ်ပါတယ်ပြဿနာဖြေရှင်းရေးမှလည်းသူကိုယ်တိုင်ကပြဿနာဖြစ်လာပါတယ်ဒီကူတော်ရှိုးပုတ်ကလေးကစံတဲ့ခေါင်းဆောင်တွေအတွက် ဥပဒေအခန့်ကဏ္ဍတာဝန်ယူတာဝန်ခံမှုတွေကလည်းတိတ်ပြီးမကွဲပြားတော့ပါဘူးအဲ့ဒီလိုကြာရှုံးမှုတွေကသူ့တကူတော့အတွက်သာမဟုတ်ပဲနိုင်ငံတစ်ခုလုံးလူ့အဖွဲ့အစည်းတစ်ရက်လုံးအတွက်တန်ဖိုးကြီးကြီးနဲ့ပေးဆက်ရဖို့ဖြစ်လာနေပါတယ်အခုဆိုရင်လဲစစ်ကောင်းဆောင်ရဲ့နိုင်ငံရေးစီးပွားရေးမြင့်တင်ရေးစီမံကိန်းတွေဟာလည်းမအောင်မြင်ပါဘူးကမ္ဘာပိုင်ရဲ့သုံးသပ်ချက်အရလာမယ့်နှစ်မှာမြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းတရာခိုင်နှုန်းပဲရှိပါမယ်စင်ရဲသူအရေးအတွက်ကနိုင်ငံလူဦးရေတဝက်နီးပါးမြင့်တက်လာပါတယ်ပြည်ထနာပေါင်းစုံနဲ့စီးပွားရေးထုတ်လုပ်မှု စားသုံးမှုကုန်သွယ်မှုတွေလည်းအဘက်ဘက်ကအကြက်တဲစိုက်နေရပါတယ်1988ခုနှစ်နိုင်ငံတော်ညံ့မွေးပြပြမှုတိစောက်ရေးအဖွဲ့နာဝတာလက်ထက်ဗိုလ်ချုပ်စောပေါင်စစ်အာဏာသိမ်းချိန်မှာနိုင်ငံခြားအရန်ငွေအမေရိကန်ဒေါ်လာသန်း80နဲ့ပြန်စတင်ခဲ့ရတယ်လို့ဖော်ပြကြပါတယ်အခုစစ်ကောင်စီအာဏာယူစဉ်ကာလမှာတော့နိုင်ငံခြားအရန်ငွေဟာအမြောက်အများရှိခဲ့ပါတယ်နိုင်ငံတကာဘဏ်ကွဲ14ခုမှာအမေရိကန်ဒေါ်လာ6.8ဘီလီယံအထိရှိခဲ့တယ်လို့ဆိုကြပါတယ်အာဏာသိမ်းပြီးချိန်မှာအရေးယူမှုအဖြစ် ဒေါ်လာ1ဘီလီယံကိုအမေရိကန်ပြည်ထောင်စုကပြန်ထုတ်မပေးဘဲတိမ့်ဆီးခဲ့ပါတယ်။ခုအချိန်3နှစ်ကျော်ကာလမှာတော့နိုင်ငံเจ้าငွေလဲကုန်ရလက်လဲမပေါ်နိုင်ငံလဲပြိုကျလို့မတက်ကြုံနေရပြီလို့ဆိုကြပါတယ်။ညီကုန်းချုပ်ဆိုရရင်စစ်ကောင်းဆောင်ရဲ့3နှစ်ကျော်စွန့်ဆောင်မှုတွေတဲအောင်မြင်မှုဆိုတာမရှိတလောက်ပါပဲ။အထူးသဖြင့်တက်မတော်ကအစဉ်ဆက်ရည်ညွှန်းပြောဆိုနေတဲ့ဒုတော်ဝင်အရေးသုံးပါကကြရှုံးနေတာအပြေပေါ်နေပါပြီ။အဲ့ဒါအပြင်တက်မတော်ကိုနိုင်ကအစဉ်ဆက်ခံယူထားတဲ့ နိုင်ငံတော်ကိုကာကွယ်ဆောက်ရှောက်သူအခန့်ကဏ္ဍဆိုတာဟာလဲအကြီးအကျယ်စိန်ခေါ်ခံနေရပါပြီဒီလိုအကြက်တဲမျိုးစုံပြိုလဲမှုမျိုးစုံကြုံနေရပေမဲ့တာဝန်ယူတာဝန်ခံတဲ့ခေါင်းဆောင်မှုမျိုးနဲ့ institution မျိုးကတော့မြန်မာနိုင်ငံရဲ့ရဲ့အုပ်စိုးသူလူထမ်းစားတွေထဲမှာမရှိသလောက်ရှားပါပဲလို့သုံးသပ်နိုင်ပါတယ် ISP မြန်မာအဆုံးထိနားထောင်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်